မြမလရွေစင်တင်ဟာအာရှဖလားခြေစစ်ပွဲအဝေးကွင်းပွဲစဉ်အဖြစ်ဂျာကွင်းဆော်ဒီအာရေဗျမှာကစားခဲ့တဲ့စီးရီးယားနဲ့ပွဲမှာငါးကိုတကိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက်မှေးမိန်သွားခဲ့ရပြီဖြစ်ပါတယ်။စီးရီးယားကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာမြမအသင်းရဲ့အဓိကကစားသမားမောင်မောင်တွင်တီဟာထက်အောင်နဲ့ဝင်းလင်းအောင်တို့မပါဝင်နိုင်တဲ့အတွက်အားနည်းခဲ့ရပြီးအခုလိုကိုပြတ်ရှုံးနိမ့်ခဲ့ရတာပါ။မြမသည်ဟာပထမပိုင်းမှာ၃ဂိုးပေးခဲ့ရသလိုဒုတိယပိုင်းမှာလည်းနောက်ထပ်၂ဂိုးထပ်ပေးခဲ့ရပါတယ်။ မြန်မာအသင်းအတွက်တလုံးတဲသောခြေပကိုကိုတော့ဒုတိယပိုင်းနာကျင်အချိန်ပိုတမိနစ်မှာနန္နာကျော်ကပနတီကနေသွင်းယူခဲ့တာဖြစ်ပါတယ်။ဒီရှုံးပွဲကြောင့်အုပ်စုတစ်ခုကတသင်းထဲသာခြေစစ်ပွဲအောင်မှာဖြစ်လို့မြန်မာအသင်းရဲ့အာရှဖလားခြေစစ်ပွဲအောင်ရင်းမျှော်လင့်ချက်အားနည်းသွားခဲ့ရပါတယ်။မြန်မာအသင်းခြေစစ်ပွဲအောင်ဖို့ဆိုရင်ဒုတိယကျော်အိမ်ကွင်းပွဲမှာဆီးရီးယားကိုလေးဂိုးပြတ်နဲ့ပြန်အနိုင်ရမှာဖြစ်တယ်လို့အောက်ဆုံးနောက်ဆုံးနှစ်ပွဲဆက်အဝေးကွင်းကစားရမယ်အာဖဂန်နစ္စတန်ပါကစ္စတန်တို့နဲ့ပွဲမှာပါခြေမချော်ဖို့လိုအပ်ပါသေးတယ် ါကြောင့်မြန်မာအသင်းရဲ့အာရှဖလားခြေစစ်ပွဲအောင်မြင်ရေးမျှော်လင့်ချက်ကအတော်လေးမှိမ့်မိန်သွားခဲ့ရတာဖြစ်ပါတယ်။မြန်မာသင်းဟာဆီးရီးယားအသင်းနဲ့အာရှဖလားခြေစစ်ပွဲဒုတိယကြော်ပွဲစဉ်ဖြစ်အောက်တိုဘာလ14ရက်နေ့ညနေ9:00နာရီချိန်တူနာအကစားကွင်းမှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။လက်ရှိမှာမြန်မာသင်းဟာအာရှဖလားခြေစစ်ပွဲအုပ်စုအီမှာသုံးပွဲကစားပြီးချိန်မှာတော့အုပ်စုထိပ်ဆုံးကဆီးရီးယားအသင်းရဲ့နောက်သုံးမှတ်အကွာရမှတ်6မှတ်နဲ့အုပ်စုဒုတိယနေရာမှာရပ်တည်နေပါတယ်ရှင်။